မင်္ဂလာပါခင်ဗျရေကုန်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်တနိုင်းမြို့နယ်ကအချမ်းဖတ်စစ်ကောင်စီရဲ့တပ်နှစ်ခုပေါင်းထားတဲ့နန်ဘျူတပ်စခန်းဂုံကြီးကို KNAPD ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဒီကနေ့မှပဲအပိသက်သိမ်းပိုက်လိုက်ပြီးလက်နက် KN တွေနဲ့အမြောက်အများရရှိထားတယ်ဆိုပါတယ်ပြည်တွင်းစီးပွားရေးဇီးကွက်မှာအခောက်ရှိတဲ့ဂျက်သားကိုငွေကျပ်350ကျော်တဲ့အထိစံချိန်တင်မြင့်တက်သွားပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ကချင်ပြည်နယ်တနိုင်းမြို့နယ်ကအကြက်ဖက်စစ်ကောင်စီရဲ့တပ်နှစ်ခုပေါင်းထားတဲ့နမ်ဘူတက်စကန်ကုန်းကြီးကို KIAPD မဟာမိတ်ပူးပေါင်းတပ်တွေကဒီကနေ့မှပဲအပိသက်သိမ်းပိုက်လိုက်ပြီးလက်နက် KN တွေလည်းအမြောက်အများရရှိထားတယ်လို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်ဒီကနေ့မေလ16ရက်နေ့မနက်ပိုင်းမှာပဲကချင်ပြည်နယ်တနိုင်းမြို့နယ်ကအကြက်ဖက်စစ်ကောင်စီရဲ့ခက်လိုက်ရ169ခက်လိုက်ရ263တပ်နှစ်ခုပေါင်းထားတဲ့ နန်ဘျူတက်စကန်ဂုံကြီးကို KIA PDF မဟာမိတ်ပူပေါင်းတက်တွေကအပိသက်တိုက်ခိုက်သိမ့်ပိုက်လိုက်တယ်ဆိုပါလေအဲ့ဒီလိုစကန်ဂုံကြီးကိုသိမ့်ပိုက်မှုအတွင်းစစ်တပ်ကသေတဲ့သူတွေလည်းတော်တော်များပြီးအရေးအတွက်အတိအကျကိုတော့နည်းမြရှင်းလင်းရေးတွေလုပ်နေတဲ့အတွက်အတိအကျမသိရသေးသလိုလက်နက်ခဲယမ်းတွေလည်းအမြောက်အများရရှိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါလေကချင်ပြည်နယ်မှာမတ်လကစတင်ခဲ့တဲ့ KIA PDF မဟာမိတ်ပူပေါင်းတက်တွေရဲ့စစ်စင်ရေးကြီးအတွင်းမှာပဲ အကျန်းပတ်စစ်ကောင်စီရဲ့တပ်စခန်းပေါင်း100ဝန်းကျင်ကိုတော်လန်ရေးတပ်တွေကတိမ့်ပိုက်ရရှိထားပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါရခိုင်ပြည်နယ်ဘက်မှာလေတန်တွဲမြို့နယ်နီကယ်လာပြီဖြစ်တဲ့ရခိုင်တတော်အေအေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်တန်တွဲမြို့နယ်ကအကျန်းပတ်စစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်တန်းအများစုဟာရန်ကုန်နဲ့မန္တလေးဘက်တွေကိုရွှေ့ပြောင်းထွက်ပြေးနေကြတယ်လို့ဝန်တန်းတွေရဲ့အခြေအနေကိုသိထားတဲ့ဒေသခံပြည်သူတွေကပြောပါတယ်လက်ရှိမှာ ရခိုင်တပ်တော် AA ရဲ့ထိုးစစ်တွေဟာတန်တွဲမြို့နဲ့နှိကက်လာပြီးဖြစ်ပြီးမြို့နယ်အနီးတဝိုက်မှာတိုက်ပွဲတွေပြင်းထန်လာတဲ့အတွက်လက်ရှိမှာတော့တန်တွဲမြို့ပေါ်ကစစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းအများစုဟာရန်ကုန်မန္တလေးဘက်တွေကိုရွှေပြောင်းထွက်ပြေးကုန်ကြပြီဆိုပါတယ်။အဲဒီလိုရွှေပြောင်းထွက်ပြေးနေကြတဲ့စစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေတဲမှာထွေအုပ်စီပင်မိသက်လေယာဆိုင်ပြိုးရေးကျေးလက်ဖွံ့ဖြိုးရေးအကောက်အခွန်နဲ့လျှက်စစ်ဖြန့်ဖြူးရေးဌာနတွေကဝန်ထမ်းတွေပါရွှေပြောင်းထွက်ပြေးကုန်ကြတာဖြစ်တယ်လို့ ဝန်ထမ်းတွေရဲ့အခြေအနေတွေကိုတိထားတဲ့ဒေသခံပြည်သူတွေကပြောပါတယ်ဒီနေ့မေလ16ရက်နေ့မှာလေတန်တွဲမျိုးနဲ့အနီးတစ်ဝိုက်မှာရခိုင်တပ်တော် AA နဲ့အကြမ်းဖက်စစ်တပ်ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီစစ်ကောင်စီဘက်ကကြီးရည်လေးအသုံးပြုပြီးတော့ပါအသေးအတန်ခုခံနေရတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါမွန်ဘီနယ်ဘက်မှာတော့ရေးမျိုးနဲ့အမတ်ရှစ်လက်မိုက်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ98တပ်ရင်းကတက်ချက်ကြီးတဦးရဲ့တားဖြစ်တဲ့သူကို ရေဘလူအဖွဲ့ကအရှင်ဖမ်းမိထားပြီးစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့ရေဘလူအဖွဲ့ကောင်းဆောင်ကပြောပါတယ်။မေလ14ရက်နေ့ကပဲရေဘလူအဖွဲ့ဟာရေမြုံနယ်အမတ်ရှိလမ်းမကြီးပေါ်မှာစစ်ဆေးမှုတွေလှုပ်နေတဲ့အချိန်အချမ်းပတ်စစ်တပ်ရဲ့ခမရ98ခွန်တရင်ကတက်ချက်ကြီးတဦးရဲ့တားပြတ်တဲ့သူကိုဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်။အဲ့ဒီတက်ချက်ကြီးရဲ့တားရဲ့ဖုန်းထဲမှာလေစစ်တကရရှိတွေနဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေတက်တွင်းမိသားစုတွေနဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေကိုတွေ့ရပြီ သူကိုယ်တိုင်လည်းတက်ချက်ကြီးရဲ့သားဖြစ်တဲ့အကြောင်းကိုပြောထားသလိုလက်ရှိမှာတော့ဆက်လက်စစ်ဆေးမေးမြန်းတာတွေလှုပ်ဆောင်နေတယ်လို့ရေဘလူးအဖွဲ့ကောင်းဆောင်ကပြောထားပါတယ်လက်ရှိမှာအဲ့ဒီလိုဖန်စီရမိထားတဲ့တက်ချက်ကြီးရဲ့သားဖြစ်သူကိုကောင်းကောင်းမွန်မွန်နဲ့ထိမ့်သိမ်းစောင့်ရှောက်ထားပြီးဒေါ်လင်းအင်အားစုတွေဟာပြည်သူကနေပေါက်ဖွားလာတာဖြစ်တဲ့အတွက်အကြမ်းဖက်စစ်တပ်လို့ပြုမှုမှာမဟုတ်ဘူးလို့လည်းရေဘလူးအဖွဲ့ကောင်းဆောင်ကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာလေရန်ကုန်တိုင်းမင်္ဂလာတုံနဲ့အေရော်ဒီတိုင်းလက်ပတာတို့မှာရှိတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုရုံးတွေမှာဘုံပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေနဲ့တော်လန်ရေးသတင်းရင့်မြစ်တွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မေလ14ရက်နေ့ညပိုင်းကပဲမင်္ဂလာတုံမြို့နယ်ရွှေနေသာရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုရန်ကုန်ယူကြီးမြို့ပြပျောက်ကြားအဖွဲ့ကနေဖြစ်အားဖြင့်အဝေးထိန်းမိုင်းနဲ့ပေါက်ကွဲတက်ခဲ့ခဲ့ပြီးအဲဒီမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိသွားတယ်လို့တော်လန်ရေးသတင်းရင့်မြစ်ကပြောထားသလို မနေ့ကညပိုင်းမှာလဲလှိုင်မြုပ်နယ်မှာဘုံပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ဒါပြင်မေလ19ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအေယာဝတီတိုင်းလက်ပတာမြို့နယ်အမှတ်၄ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာလဲဘုံပေါက်ကွဲခဲ့ပြီးရပ်ကွက်ရုံးကစရေတူထိကိုက်ဒဏ်ရာရသွားပြီးတော့ရုံးထဲမှာပဲသွေးအိမ်ကြားထဲမှာတုံးလုံးကြီးလဲနေတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျ။ ဖက်မှာတော့နိုင်ငံတော်ဒိုင်မန်ဂန်ပုတ်ကိုဒေါင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးဂျပန်နိုင်ငံကစိုးရိမ်တကြီးမေကွန်းတွေမေးမြန်းခဲ့တယ်လို့အန်ယူဂျီဝန်ကြီးဒေါက်တာဇော်ဝေဆိုကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့အန်ယူဂျီဝန်ကြီးဒေါက်တာဇော်ဝေဆိုကရန်ကုန်ခေတ်တက်နဲ့တီးတန့်တွေ့ဆုံမေးမြန်းခဲ့မှာပြောခဲ့တာပါဂျပန်နိုင်ငံကဒေါင်ဆန်းစုကြည်ဘယ်မှာရှိနေတယ်လဲအခြေအနေဘလို့ရှိတယ်လဲဆိုပြီးစိုးရိမ်တကြီးနဲ့မေးကြတဲ့အပေါ်အမျိုးသားညီညွတ်အစိုးရအန်ယူဂျီအနေနဲ့လဲအန်ယူဂျီရဲ့ခေါင်းဆောင်ဒေါင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ လုံကြုံရိတ်ကျမ်းမာရိတ်ကအစအမျက်တစီစိုးရိမ်နေရပြီအစင်တစိုက်လဲအခြေအနေတွေကိုစုံစမ်းထောက်လန်းနေပါတယ်လို့ပြောင်စုဝင်ကြီးဒေါက်တာဇော်ဝေစုတ်ကပြောထားပါတယ်လက်ရှိမှာဒေါ်ဆဆုကြီးရဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီကတရားဝင်သတင်းထုတ်ပြန်တာမျိုးမရှိသလိုမကြာခဏဆိုသလိုနေရာပြောင်းရွှေ့တယ်ဆိုတဲ့သတင်းတွေသာထွက်ပေါ်လာပြီလက်တော်ဒေါ်ဆဆုကြီးကိုထားရှိတဲ့နေရာဟာမြေသူကမှအတိအကျမသိရှိနိုင်သေးပဲရှေ့နေတွင်နဲ့တွေ့ဆုံခွင့်ကိုပါစစ်ကောင်စီကပိတ်ပင်ထားတယ်လို့သိရပါတယ်ခင်ဗျ တစ်ဖက်မှာတော့အမျိုးသားညီညွတ်အစိုးရအယဉ်ကြီးနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့စီမံကိန်းဘဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဥတင်ထွန်းနိုင်တို့ဟာတောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေပြီးတောင်ကိုရီးယားလွတ်တော်အမတ်တွေနဲ့တွေ့ဆုံမှုရှိနေတယ်လို့အယဉ်ကြီးကိုရီးယားကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ထားပါတယ်။မေလ15ရက်နေ့ဖြစ်တဲ့မနေ့ကပဲအယဉ်ကြီးနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့စီမံကိန်းဘဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဥတင်ထွန်းနိုင်တို့ဟာတောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေတယ်ဆိုပါတယ်။အဲဒီနောက်အယဉ်ကြီးဝန်ကြီးနှစ်ဦးဟာ ဂွန်ဂျူဖောင်ဒေးရှင်းကပြုလုပ်တဲ့44နှစ်မြောက်ဂွန်ဂျူပြည်သူအရေးတော်ပုံအောက်မေ့ပွဲအခမ်းအနားကိုတက်ရောက်တာတွေမြမရေးဆိုင်ရာမိကွန်းပြောကြားတာတွေတောင်ကိုရီးယားလွှတ်တော်အမတ်တွေနဲ့တွေ့ဆုံဆွေးနွေးတာတွေကိုပါဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မေလ16ရက်နေ့မှာလည်းအင်ချွန်းမြို့ဘူဖြောင်းမြို့နယ်ခမ်းမမာတောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေနဲ့လူထုတွေ့ဆုံပွဲကိုပါပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။ဒီတခါစီးပွားရေးသတင်းပတ်မှာတော့ ပြည်တွင်းစီးပွားရေးဈေးကွက်မှာအခောက်ရွှေတစ်ချက်သားကိုငွေကျပ်350ကျော်တဲ့အထိစံချိန်တင်မြင့်တက်သွားပြီလို့ပြည်တွင်းရွှေကုန်သည်တွေကပြောပါတယ်ဒီကနေ့မေလ16ရက်နေ့မနက်ပိုင်းမှာပဲပြည်တွင်းမှာအခောက်ရွှေတစ်ချက်သားကိုငွေကျပ်469,000နဲ့ဈေးစတင်ဖွင့်ခဲ့ပြီးမွန်လွဲတနအီကျော်တဲ့အချိန်မှာတော့အခောက်ရွှေတစ်ချက်သားကိုငွေကျပ်350နဲ့2ပေါင်းအထိစံချိန်တင်မြင့်တက်သွားတယ်ဆိုပါတယ်တစ်ဖက်ကဒေါ်လာဈေးဟာလဲဒေါ်လာကိုငွေကျပ်4,050အထက်မှာရှိနေပြီး ဈေးကတက်တက်အုံးမဲ့အခြေအနေမှာရှိနေတဲ့အပြင်အယောင်လည်းရှိသလိုအဝယ်လည်းရှိနေတယ်လို့ရန်ကုန်ရွှေကုန်းတဲ့တူကပြောထားပါတယ်။အဲ့ဒီလိုရွှေဈေးတွေဟာစံချိန်တင်ထိုးတက်သွားတဲ့အတွက်စစ်ကောင်စီကရွှေကုန်းတွေနဲ့ရွှေဆိုင်တွေကိုပြဿနာရှာဖမ်းဆီးမှာကိုစိုးရိမ်နေတဲ့အတွက်ရွှေကုန်းတွေတချို့နဲ့ရွှေဆိုင်တချို့ကတော့အယောင်ဝယ်မလုပ်ဘဲဈေးကွက်ယာယီရက်ဆိုင်ထားတာတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ